မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဇာကဒီနေ့မှာတော့2025ခုနှစ်မေလနောက်ဆုံးအပတ်အတွင်းမှာအင်္ဂါသာသမီမိတ်ဆွေတွေအတွက်24ရက်နေ့ကနေပြီးတော့လကုံအထိဟောစတန်းကိုဟောပိတ်မှာဖြစ်တဲ့အတွက်မိတ်ဆွေအင်္ဂါသာသမီတွေအားလုံးအဆက်ဆက်အရာဘေးပြာတွေဝေးကွာကြပါစေလို့ဒီကနေ့ဥစွာမေတ္တာပို့ဆုတောင်းထောက်ပံ့ပြုလိုက်ပါတယ်အင်္ဂါသာသမီမိတ်ဆွေတွေဒီမေလနောက်ဆုံးအပတ်အတွင်းမှာမိတ်ဆွေတို့ရဲ့ယင်ထဲမှာမိသားစုရေးကိစ္စအိမ်တွင်းရေးကိစ္စတွေအတွေ့အများကြီးလွန်နေတဲ့ အဲမိမိနေနဲ့မိသားစုရဲ့ကိစ္စအိမ်တွေရဲ့ကိစ္စတွေမှာဘာကိုလုပ်ရင်ကောင်းမလဲဆိုတာမျိုးမိသားစုတွေတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတာမျိုးမိသားစုအိမ်တွေရဲ့လူမှုရေးကိစ္စလေးတွေကိုဘယ်လိုဖြေရှင်းရင်ကောင်းမလဲဆိုတာမျိုးအတွေးလွန်နေတာမျိုးသို့မဟုတ်လိုတာထက်ပိုပြီးစိုးရိမ်နေတဲ့ဆန္ဒကလေးတွေဖြစ်ပေါ်နေတဲ့အတွက်မိษွေတို့အနေနဲ့ဒီရဲ့စိတ်ကလေးတွေကိုချော့ပေးတာပို့ပြီးတော့ကောင်းပါတယ်အဲဟိုတစ်ခါလေကျတော့အရန်ကြီးပူနေလို့ရှိရင်စိတ်ပန်းလူပန်းဖြစ်ရတတ်ပါတယ်နော်လူဆိုတာဆရာတစ်ခုလောက်ဘုရားတရားပြောပြအောင်မယ်အဲတချို့အရာတွေကတစ်ခါလေကျတော့ဟိုပူတာကတော့ပူတာပေါ့ တိုးတော့ဆရာဆိုခုနောက်ပိုင်းအလုပ်တွေ short တယ်လုပ်တယ်ဘာလို့လုပ်တယ်အဲလဲဟိုတိတ်ပြီးတော့ပေါ့ social media ကို short တုံးတယ်ပြီးတော့ hall gun ထိုင် hobby ဖြစ်တယ်နောက်တစ်ခုကအဲဆရာအားလို့ရှင်ဘာလို့ဆရာတို့ဘရားတွေတရားတွေတွတ်တွတ်နာတယ်ပေါ့ဘလို့ဖြစ်လဲဆိုတော့ဟိုဖြစ်မလာသေးတာကိုပူနေတာမျိုးထက်ဟောအခုလက်ဖြစ်မှာဖြစ်เสียရှိလို့ရှိရင်တခါလေးရှင်းလိုက်တယ်ဘာလို့လဲဆိုတော့မဟုတ်လို့ရှိလို့ရှိရင်ဟိုနောင်မှဖြစ်လာမယ့်အရာဆိုလို့ရှိရင်လည်းပူမနေဘူးဘာလို့တော့အခုဖြစ်မှာကိုလည်းမစိုးရိမ်တော့ဘာလို့လဲတခုခုဆိုလို့ရှိရင်ဖြစ်ပြီးတော့လဲပြီးသွားတယ်ဟာပဲပြီးတော့လဲ ပြီးတော့လည်းအရင်ပူနေရတွေကအဲနောက်ကြတော့ပြီးတော့အဲ့တော့ဘာကိစ္စအောင်မဆိုဖြည့်ရှင်းလို့ရတဲ့အရာဆိုတခါလေးရှင်းလိုက်တယ်ရှင်းလို့မရတဲ့အရာဆိုတိတ်ပူမနေဘူးဒါလေးကိုဆရာ message ပေးခြင်းပါတယ်ကောင်းပြီ ထို့ပြင်အင်္ဂါသာသမီးမိတ်ဆွေတွေဒီရက်အပတ်တာတော့တက်မှာဆိုမိတ်ဆွေတို့ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်ဘာမှစိုးရိမ်စရာမရှိဘူးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အဲဆေးဝါးကောင်းဆရာသမားကောင်းတွေကုသကိန်းလိုက်တာမျိုးဆရာသမားကောင်းဆေးဝါးကောင်းတွေနဲ့ပတ်သက်ပြီးတော့တွေးရှိတာမျိုးတွေဖြစ်တတ်တဲ့အတွက်ကျမ်းမာရေးကိစ္စဒီမှာရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်အထူးသဖြင့်ဖုန်ကြီးဝတ်ပေးတာမျိုးဖုန်ကြီးဝတ်တာမျိုးကန်ညံ့နေတဲ့အခါယဟန်တန်ကားတွေရဲ့လှူတွေကိုဒုံလဘက်ကုသပြုတ်လောက်တာမျိုးတွေဟာအင်မတန်ကောင်းမွန်ပြီးတော့အားသာစေပါတယ်အိမ်မက်ထဲမှာဖခင်တို့ဖုန်ကြီးတို့တိန်းတို့ပထဝင်းတို့အလှူဒါနပြုတ်တာမျိုးတွေယဟန်တို့မတ်တဲ့အခါ ါကြရင်အဲဘာသာရေးဆိုင်ရာကိစ္စတခုခုကိုဂျင်းသေးပေါ့ပြရမှာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဂျင်းသေးပေါ့ရည်ရွယ်ချက်ယူမှန်းချက်တွေပြေးပါပါတယ်အဲထီကန်ဆန်းကျင်တဲ့ပါဆိုရင်ထီကန်ဆန်းလို့ကောင်းတဲ့အဲထီကန်ဆန်းလို့တဲ့မိတ်ဆွေများကိုကတော့အကျိုးပေးတဲ့ကဏ္ဍ၅ကဏ္ဍ၇ကဏ္ဍဖြစ်ပါတယ် ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့လက်လွန်ထားတဲ့ငွေကြေးတွေကိုပြန်လဲတောင်းဖို့အတွက်ရရှိလာတတ်တယ်မထင်မှတ်တာပဲနဲ့အခွင့်အလမ်းကောင်းတွေမျှော်လင့်ချက်ကောင်းတွေပေါ်လာတတ်တယ်တို့ရောလက်ရှိမှာဘာကိုစတင်ပြီးတော့ခြေကိုလောက်ရမလဲဆိုတာမျိုးကိုဂျင်းတိပေါက်လက်တွေမှာဘာကိုလှုပ်လှုပ်လောက်မှမသိဘူးစဉ်းစားတွေးခေါ်နေရည်မှန်းချက်ရှိတယ်လက်တွေမှာစရခက်ခဲနေတာမျိုးလေးတွေကြုံရတာမျိုးလက်တွေမှာစဖို့အတွက်ကိုအချိန်ယူနေတာမျိုးလေးတွေကြုံတွေ့နေရတတ်ပါတယ်အထူးသဖြင့်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးစတင်လှုပ်ဆောင်ရတဲ့မိတ်ဆွေများအကိုပိုင်လုပ်ငန်းနဲ့ပတ်သက်လို့ခြေတိုးဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ်တို့တော့ဘာကိုလှုပ်လှုပ်လက်တလုံးဆုံးဖြတ် လှုပ်ဆောင်တာမျိုးထက်အဲကြကြလေးတေချာလေးကိုတွေးခေါ်ပြီးတော့မှစဉ်းစားပြီးတော့အဲနည်းနည်းလေး plan အချီဥစွာစဉ်းစားပြီးတော့မှအကွက်ကြကြစီစဉ်လုပ်ပါရတယ်လော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 ဆုံးဖြတ်တာမျိုးလောလောဆုံးဖြတ်တာမျိုးတွေကကံရင်အားနည်းမှုကိုရရှိတတ်တဲ့အတွက်ကြောင့်မလို့တေချာကိုစနစ်တကျ rule and regulation ပေါ်နီးမှန်ဘက်ကမ်းမှန်နဲ့သွားမှအဆင်ပြေပြီးတော့ဟောတောင်းစီရေမကြလှုပ်ဆောင်တာမျိုးလေးတွေเนาะဟိုဒါမျိုးလေးတွေဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ အစင်မပြေနိုင်ဘူးပေါ့နော်ဒါကြောင့်မို့မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လှုပ်စနစ်တကျအကွက်ကျကျတရားစင်းစားတွေးခေါ်ပြီးမှလှုပ်ဆောင်ဖို့လိုအပ်ပါတယ်ယာရုလုပ်ငန်းယာရုလုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်ရင်ယာရုတိုးဖို့ယာရုတက်ဖို့ ကိုကိုတိုင်းပြောဆိုကမှစဉ်းစားပြထားမယ်ပြောပြီးကြန့်ကြာနေတာမျိုးယာရုတိုးမယ်ယာရုတက်မယ်ပြောပြီးတော့အဲလက်တွေမှာတော့တက်မလာပဲနဲ့အလုတ်ပင်မစိတ်ပင်မမျော်လင့်တောင်းတနေရတာမျိုးတွေဖြစ်နေတတ်တဲ့အတွက်တော့ယာရုလုံငန်းကိုင်းကနဲ့ပတ်သက်ပြီးတော့ပြောဆိုတာမျိုးနေရာထိုင်ခင်းအပြောင်းလဲနဲ့ပတ်သက်ပြီးတော့ရှိရင်အဲမိမိရဲ့အထက်လူကြီးကိုဓာတ်ရိုက်ပြောဆိုတာမျိုးတွေကပုံမှုပြီးတော့အားသာကောင်းမှုပြီးတော့ AC ကံကောင်းစီပါလိမ့်မယ်ခင်ဗျာထို့အပြင်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာ passport visa လုပ်ငန်းနဲ့ပတ်သက်တာလုပ်ငန်းအကြောင်းပြုပြီးတော့သွားလာလှုပ်ဆောင်လို့တဲ့မိတ်ဆွေများဖို့ကတော့လှုပ်ဆောင်လို့ကောင်းပါတယ်တို့ရတွင်နေရာထိုင်ခင်းကိစ္စအမီကိစ္စအိမ်ဝယ်တာမျိုးအိမ်ရောင်းတာမျိုးလေးတွေအိမ်နဲ့ပတ်သက်ပြီးတော့အိမ်ဆောက်တာမျိုးလေးတွေ OA champion နဲ့ပတ်သက်တဲ့အရာလေးတွေမှာတော့ဒီကာလအတွင်းမှာဥဆောင်မလုပ်သင့်ပါဘူးတဲ့အမှုကိစ္စအမွေကိစ္စအဲတတိထားပါတယ်ပြဿနာကရောက်စားလေးတွေဖြစ်ရတတ်ပါတယ်တဲ့အိမ်တွင်းရင်းနဲ့ပတ်သက်လာရင်မိသားစုရင်းနဲ့ပတ်သက်လာရင်အရန်ကြီးစိုးရိမ်လွန်နေတာမျိုးလေးကြောင့်စိုးရိမ်မလွန်ပါနဲ့တဲ့

အကျိုးပေးစေတဲ့အရာတွေကတော့ကောင်းတဲ့အရာလေးတွေအောင်မြင်မှုနဲ့ပတ်သက်တာတွေအနာဂတ်နဲ့ပတ်သက်ပြီးပလန်ရှာတာတွေလုပ်ငန်းတိုးချဲ့လှုပ်ဆောင်လုပ်တဲ့မိတ်ဆွေများရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အသာချင်းကောင်းမွန်ခြင်းတွေတွေ့ရပါတယ်တဲ့ရင်ချမြေချနိုင်ငံခြားဘာသာရှာလူမျိုးရှာတွေအကျိုးပြုစေတော့အပတ်တာကာလဖြစ်ပါတယ်တဲ့နော်အကျိုးပေးစေတော့အရာလေးအနေနဲ့ဆိုရင်ခရီးသွားလာခြင်းကိစ္စတွေ passport visa လုပ်ငန်းနဲ့ပတ်သက်တာတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစေဝါဆိုင်ရာလုပ်ငန်းတွေမှာရှေ့တိုးဆောင်ရအသာကောင်းမွန်ပြီးတိုးတက်နိုင်ပါတယ်တဲ့အကျိုးပေးစေတော့ ကနန်းဟာဆိုရင်တော့ငါးကနန်းခုနှစ်ကနန်းဖြစ်ပါတယ်အကျိုးပြုစေသောအရာဝင်နေနဲ့ဆိုရင်အပြာရောင်အစင်းရောင်တွေကမိတ်ဆွေတို့ရဲ့ကံကိုကောင်းစေပါတယ်အကျိုးပေးသောအရာဟာမြောက်ဆူးဆူးရဖြစ်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လှုပ် မဲဆွေတို့အနေနဲ့ဒီရက်မေလတာတော်တွေမှာဆိုရင်အရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါကျလို့ရှိရင်28ရက်နဲ့29ရက်နေ့ဒီမှာအားပြုလှုပ်ဆောင်ရင်ကောင်းမှာပါလေခင်ဗျလိုရာကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမဲဆွေတို့ရဲ့လိုရာကိစ္စတွေကိုမလုံမီမသွားမီမှာမိမိရဲ့နော်ပတ်စံအိတ်အတွင်းမှာရတယ်နော်ဟိုတေဝင်းလေးနှစ်ကွင်းကိုအဝါရောင်တေဝင်းလေးနှစ်ကွင်းကိုဆောင်သွားပြီးတော့ပတ်စံအိတ်ကလေးတွေပုတ်ပြီးတော့လိုရာကိုပြောရင်အောင်မြင်ရတဲ့ချင်းတွေရရှိမယ်ဆိုတဲ့အပတ္တကာလဖြစ်ပါတယ်ခင်ဗျအဲဒါပြင်မဲဆွေတို့လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့ ခုတ်ရတခြားချရတခြားဖြစ်တတ်ပါတယ်။သမီးစားများအနေနဲ့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးမိမိရဲ့အချစ်သူအပေါ်မှာတန်လျာဖြစ်တာမျိုးလေးတွေကြောင့်အဲကိုကတစ်ဖက်လူကကိုကြောင့်စိတ်နေကြပြီးတော့စိတ်ပင်ပန်းတက်တယ်။ချစ်တော့ချစ်တယ်ဒါပေမဲ့စိတ်ပင်ပန်းတာမျိုးလေးတွေကြောင့်အဝေးကိုထွက်သွားခြင်းနဲ့စိတ်တွေကိုကြောင့်မွန်းကျပ်တက်တဲ့အပတ္တကာလဖြစ်ပါတယ်ခင်ဗျာနော်။ဒါအပြင်အိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်တော့ကပေးစရာမျိုးလေးတွေအိမ်ဆောင်ဘက်မိမိရဲ့အိမ်ဆောင်ဘက်နဲ့ပတ်သက်လို့ကြမ်းမှာ ကျမ်းမာရေးညံ့တာမျိုးလေးတွေကြောင့်အလုတ်အဆင်မပြေတာမျိုးလေးတွေကြောင့်မိမိမှာစိတ်ပန်းလူပန်းဖြစ်ရတတ်တယ်အထူးသဖြင့်လင်ယောက်ျားဇနီးမယားမိမိအိမ်တော်မှမသိအောင်လှုပ်ထားတဲ့ငွေကြီးကိစ္စတွေအဲကြောင့်စိတ်ပင်ပန်းစိတ်မောလူမောဖြစ်ရတတ်တယ်ကာလာဖြစ်တဲ့အတွက်ဒီလိုကိစ္စလေးတွေပေါ်လာပြီးကရောက်ကဆာများတတ်တဲ့အတွက်ဂယူးဆိုင်ပါရတယ်တတိထားပါရတယ်လုပ်ငန်းနဲ့ပတ်သက်ရင်အလုံးနဲ့ပတ်သက်ရင်တော့အပြိုင်ဆိုင်တိုက်ခိုက်တွေကတော့များတတ်တယ်ဆိုတော့အပတ်တာကာလာအပိုင်းရှားဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်တဦးတည်းတယောက်တည်းစဉ်းစားတွေးခေါ်နေတာထက်ကိုဇယသမအကြီးအကဲတွေသူ့မဟုတ်ဟိုတိုင်မင်း သိတဲ့သူမျိုးတိုင်ပင်ပြီးတော့လှုပ်ဆောင်ပါတယ်ဒါဆိုရင်အစင်ပြေအောင်မြင်ပါလိမ့်မယ်တဲ့ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့ဒီဘက်တာတော့တွင်မှာမိမိအနေနဲ့ပတ်စံပြောက်တာမျိုးတခုခုခံရတာမျိုးတွေဖြစ်ရတတ်တဲ့အထားမှားတာမျိုးတွေဖြစ်တတ်တဲ့တွေကတတိထားဆင်ရင်ပေးပါတတိထားဆင်ရင်ရမယ်နေသားအနေနဲ့ဆိုရင်တင်းလာသားသမီးတွေနဲ့တွဲဖက်မလုပ်ပါနဲ့အကျိုးပေးစီသောနေသားအနေနဲ့ဆိုရင်တောက်ကြသားသမီးဗုဒ္ဓဘူးသားသမီးတွေနဲ့တွဲဖက်လုပ်တာဟာမိတ်ဆွေရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစီပါတယ်ဘာလို့လို့ မိတ်ဆွေတို့အနေနဲ့ဆက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့အဲဆွနာလို့ပေါ့ဟိုဟိုခိတခဏဆွနာလို့ပေါ့ဟိုလော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 မမောင်းနဲ့ရင်အန်ဒီရဲ့ပတ်သက်ရင်ခြေထောက်ချနာခြင်းမျိုးတွေခြေထောက်ခောက်တာမျိုးလေးတွေအဲသို့မဟုတ်လို့ရှင်ခြေထောက်ခန္ဓာကိုအောက်ပိုင်းနဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲတာမျိုးလေးတွေ့ရတဲ့အတွက်တော့သတိထားဆင်ခြင်ပြန်လိုအပ်ပါတယ်အထူးသဖြင့် အဲမိတ်ဆွေတို့အနေနဲ့အပန်းရောင်ကိုတတိထားဝစ်စင်ပြီးတော့လှုပ်ဆောင်ပါခင်ဗျာဒီအပတ်တာတော်တွေမှာမိတ်ဆွေတို့ရဲ့ကံကိုကောင်းမွန်စီပြီးအဆက်ဆက်ရအောင်မြင်စေရအတွက်ဆိုရင်ပြုလုပ်ရမယ့်ရေရရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာဒီတပတ်တာတော်တွေမှာဆိုရင်လမ်းဘီးမှာရှိတဲ့ကလေးငယ်တွေကိုရှိုးကျင်ကလေးတွေကျွေးခြင်းဖြင့်ကုသိုလ်ယူပြီးတော့ငွေကြေးကအားကောင်းစေချောင်းနဲ့အရှုံအောင်ကိစ္စအမှုကိစ္စ ဖြစ်နေရင်တော့ဒီကာလအတွင်းမှာမိမိမိသားစုထဲမှာအရှုံးအောင်ဖြစ်အမှုကိစ္စဖြစ်နေရင်တော့ပြန်လဲပြီးတော့လွတ်မြောက်တာမျိုးတည်ငောင်းနေကြရတတဲ့အတွက်တော့အာသာကောင်းမှပါတယ်လို့ပြောချင်ပါတယ်အဲမိတ်ဆွေတို့အဆက်ဆက်ရရအစီအပြေစီပြီးတော့အောင်မြင်တိုးတက်စီရန်အတွက်မိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစီရန်အတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့မနမိုးလင်းတဲ့အခါမှာတန်ဖို့တွေကိုတက်စီရွတ်ဆိုပြီးတော့ဟိုခုနှစ်ရက်တိတိပူဇော်လိုက်ရင်မိတ်ဆွေတို့ရဲ့ညံ့နေတဲ့ကဟာအာသာကောင်းမှလာမယ်ဆိုတဲ့အကြောင်းပြောရင်ကျေးဇူးတင်ပါတယ်ဆရာငယ်မိတ်ဆွေတွေနောက်6လပိုင်းတလဆာမှာပြန်တွေ့ပါမယ်ခင်ဗျအင်္ဂါသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအစီ င်ပြီးအောင်မြင်ကြပါစီခင်ဗျာကျေးဇူးတင်ပါတယ်ဆရာကနေပြည်မြေကြီးခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက် WhatsApp Telegram မှာဖြစ်စီ Viber မှာဖြစ်စီဆက်သွယ်မြင်မြန်နိုင်ကြောင်းနဲ့ဆရာငယ် TikTok Messenger တွေဘာတွေမှာဧည့်သည်လက်မှတ်ခံကြောင်းနဲ့ဒီဆရာငယ်ဖုန်းနံပါတ်တစ်လုံးတည်းကသာဧည့်သည်လက်ခံကြောင်းနဲ့အဲဆရာမိတ်ဆွေတို့အတီးပေးလို့ပါတယ်ခင်ဗျာအားလုံးဆက်ဆက်ရအောင်ပြင်ကြပါစေဒါနဲ့ကျွန်းနဲ့တန်လျာနဲ့ပတ်သက်ပြီးတော့ကျွန်းနဲ့တန်လျာလက်ခွဲအဆောင်ကျိုးလေးဆရာစီမှာမှာလို့ရပြီဆိုတဲ့အကြောင်းလေးဆရာကနောက်ဆုံးပိတ်မာကတ်တင်းစီးရင်းနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဆက်ဆက်ရအောင်ပြင်ကြပါစေ see you ပါ